မကြခင်မှာအခြေခံပညာကျောင်းတွေဖွင့်တော့မှာဖြစ်ပေမဲ့ရန်ကုန်မှာကျောင်းဝတ်ဆောင်အဖြူစိမ့်တွေဈေးတက်ပြီးအယောင်ဝယ်တွေပါနေတယ်လို့ဈေးအောင်ချသူတွေကဆိုပါတယ်မြတ်သစင်ကပေးပို့ထားပါတယ်ရှင်ကျောင်းအနှံမှုသတင်းပတ်အဖြစ်မေလ22ရက်နေ့ကနေဇွန်လ1ရက်နေ့အထိသတ်မှတ်ထားပြီးဇွန်လ2ရက်နေ့မှာကျောင်းတွေစတင်ဖွင့်လှစ်မယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။မကြခင်မှာကျောင်းတွေဖွင့်လှစ်တော့မှာဖြစ်ပြီ ကျောင်းတက်ကြမဲ့ကလေးတွေအတွက်မိဘတွေဟာကျောင်းဝတ်စုံအစ်စ်ဝယ်ပေးတာစာရေးကိရိယာအစ်စ်စတာတွေကိုဝယ်ပေးကြတာတွေလုပ်လို့ရှိကြပါတယ်။အခုတော့အာနာသိမ့်ထားတဲ့လေးနှစ်တာကာလအတွင်းကုံစင်းနှုံတွေတက်လာတာကြောင့်ကျောင်းဖွင့်တဲ့ရာသီရောက်လာခဲ့ပေမဲ့ကျောင်းဝတ်စုံတွေဈေးတက်တယ်လို့အယောင်းဝယ်တွေလည်းပါလာတယ်လို့ကျောင်းဝတ်စုံရောင်းချသူတွေကဆိုပါတယ်။ရန်ကုန်မြို့ကယူဇနာပလာဇာမှာတော့ကျောင်းဝတ်စုံတွေကိုရာသီချိန်မှုအပြိုင်ဆိုင်ချိတ်ဆွဲရောင်းချနေကြပေမဲ့အယောင်းဝယ်ပါပြီး ဈေးတွေကလည်းအပြိုင်ဆိုင်တက်လာနေပါတယ်။ကျောင်းဝတ်ဆောင်ဖြူစိမ်းဈေးကွက်ကတော့ပြည်ရင်းမှာပဲကိုယ်တိုင်ချုပ်လုပ်ကြတဲ့အထည်တွေကိုရောင်းဝယ်ကြတာဖြစ်ပြီးပိတ်ဆက်ကုန်ရမ်းဈေးတက်တာချုပ်ခဈေးတက်တာတွေကြောင့်အထည်ဈေးတွေနှစ်ဆလောက်တက်လာတဲ့အပြင်အလုံသမားရှားတဲ့အတွက်လည်းအထည်တွေလိုသလောက်မရဘူးလို့သိရပါဗျ။အထည်ရှားသလိုအခြားမြို့နယ်တွေမှာလည်းစည်ရေးခြေနေတွေကြောင့်ကျောင်းတွေမဖွင့်နိုင်တဲ့အတွက် နေအော်ရာအမားတွေလည်းကြဆင်းတယ်လို့ကျောင်းဝဆောင်ရောင်းသူတူကပြောပါတယ်ဒီကချုပ်တမချုပ်ချုပ်တမရှာချုပ်တမလူတမရှာအဘီယောဝဲဒေါ်လေးကိုဒီမှာစီရီဟာနေပါဝဲန်မြန်မြန်ပါဟုတ်ပြီဒီရေဒီယိုဆိုင်မှာဝါလေးဒီစစ်ထွက်တယ်လေးရောဝဲန်ဒီမေရောဘောနက်ကိုစင်ကြီးရောရေတော့ င်ပေါ်တော့ခင်ဗျာဒီကတည်းကတော့ဘူရောဒီနေ့ညနေပြောတော့လည်းကြည့်တယ်ဆာဇီရောတော့ပြန်ချုပ်တယ်ဘူရောဒီကမာကြီးရတော့သူကလည်းပုံတောင်းနေမှာတော့လည်းကြည့်တော့ရှေဘီတာမြို့နယ်ကအထည်ရောင်းချသူတယောက်ကလည်းအခုနှစ်ကျောင်းဝတ်ဆောင်တွေကဈေးကြီးပြီးပြန်ရောင်းချဖို့လည်းမလွယ်ကူတဲ့အတွက်ကျောင်းဝတ်ဆောင်တွေအသင့်မတင်တော့ဘူးလို့ဆိုပါတယ်ဘာနဲ့ချိန်နေလဲမရှိပါဘူးအစိုးတတော်တပေါင်းကြောင့်လို့ဝန်နိုင်မပြန်ရောင်းဖို့လည်းမလွယ်ဘူးဝယ်တော့လည်းမပြေဘူးခလေးတွေကြောက်တတ်ပေါ်တာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းအထွေထွေအကြက်တဲကိုပြည်သူတွေရင်ဆိုင်လာရပြီး2021နောက်ပိုင်းမှာကုံစည်းနှုံးက၃ဆအထိမြင့်တက်လာခဲ့သလိုဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ကျမမြတ်သိစင်ပါရှင်။ AR တိုင်းရေကြီးမြို့နယ်ထဲကအနောက်ဘက်ခြံကျေးရွာတွေကိုဒေသခံတွေအနေနဲ့ဆန်နဲ့စားသုံးစီတည်ယူခွင့်အတွက် ထောက်ခံစာတရွတ်9000နဲ့1000ပေးပြီးတည်ယူနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ စံ73စီနဲ့စားစီ3မျိုးကိုကြက်ငွေ1000ပေးရပြီးစံ2မျိုးတည်းတဲ့မဲ့ဆိုရင်ကြက်9000ပေးမှထောက်ခံစာရတယ်လို့ဆိုပါတယ်။ဒီလိုငွေကြေးပေးရပေမဲ့လည်းကန့်သက်ချက်နဲ့သာတည်ယူနေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒေသခံတွေအနေနဲ့ရေကြီးမျိုးနဲ့ငတိုင်းကြောင်မျိုးနဲ့ခုနှစ်မိုင်กว่าမှရှိတဲ့ရေနသာစစ်စေးဂိတ်ကိုဖြတ်ပြီးစံ73စီ ရေနံစီဓာတ်စီတည်ယူခွင့်တွေကို ပြီးခရက်မတ်လပထမပတ်ကစတင်ကန့်သက်ပိတ်ပင်ထားတာပါ။ ောက်ချုပ်ရည်မှုထောက်ခံစာပြကစံဆက်နှစ်ပြီးစားသုံးစီ၅ဘိတ်တာအထိတည်ယူခွင့်ပေးပြီးထောက်ခံစာမပါရင်စိုက်ကယ်တစ်စီးကိုစံ၆ပြည်နဲ့စားသုံးစီ၃ဘိတ်တာစက်သုံးစီ၁လီတာသာတည်ယူခွင့်ပေးထားပါရရှင်ထိုင်းမြန်မာနယ်စပ်တနင်္သာရီမြို့နယ်တိန်ခွန်းတိုက်ပွဲမှာဧပြီလနဲ့မေလအတွင်းစစ်ကောင်စီတပ်ဘက်ကနေဘက်ပြောင်းခိုးလုံလာသူ14ယောက်ထိရှိလာတယ်လို့တနင်္သာရီ PDF တပ်ရင်း၃ပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။ စစ်ကောင်စီတပ်ဘက်ကဗက်ပြောင်ခုလုံလာသူ၁၄ယောက်ထဲက၁၂ယောက်ဟာ KNL တပ်ရင်၁၁ PDF တပ်ရင်၂နဲ့ PDF တပ်ရင်၃စီဗက်ပြောင်ခုလုံလာကြတာဖြစ်ပြီးအများစုဟာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရစုဆောင်ထားတဲ့တပ်သားတွေဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဘက်ကတိုက်ပွဲဖြစ်တိုင်းကြဆုံများပြီးစစ်ရေးအရအခြေအနေမကောင်းတဲ့အတွက်ဗက်ပြောင်ခုလုံကြတာလို့တနင်္သာရီ PDF တပ်ရင်၃ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ထိုင်းမြန်မာနယ်စပ်မောရောင်လမ်းပိုင်းက တိတ်ခွံ့ရတိုက်ပွဲမှာငလာတာတွင်တိုက်ပွဲပေါင်း100ကျော်ထိဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲမှာ PDF KNLA KTLA နဲ့ပကဖာရိုပူပေါင်းပြီးစစ်ကောင်စီတပ်ကိုတတ်ခိုက်နေတယ်လို့တိုက်ပွဲဝင်ရဲဘော်တွေစီကသိရပါတယ်ရှင်။မင်းကင်းနယ်မင်းစုရွာဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုကုသဖို့ဆေးဝါးအကူအညီတွေလိုအပ်နေပါတယ်။ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါတယ်ရှင်။ မေလ23ရက်နေ့မွန်လွယ်ပိုင်းမှာစကိုင်းတိုင်းမင်းငင်းမြို့နယ်မင်းစုရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ကြကြောင်းမွေကင်းစားကလေးပါဝင်ပြည်သူ၁၁ယောက်သေဆုံးခဲ့တာပါ။ပြင်းထန်တဲ့အရသူ၁၃ယောက်ပါဝင်တရားရသူ၂၀ဝန်းကျင်ကိုမင်းငင်းမြို့နယ်ထက်ကကျမ်းမာရေးကုသမှုခံယူနိုင်တဲ့နေရာတွေကိုပို့ဆောင်ထားပြီးဖြစ်တယ်လို့မင်းငင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။စစ်ကောင်စီရဲ့အစမပြတ်တိုက်ခိုက်မှုတွေကြောင့်မင်းငင်းမြို့နယ်ထဲမှာထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိခဲ့ပြီးလုံလောက်တဲ့ကျမ်းမာရေးဝန်ထမ်းနဲ့စေဝါပစ္စည်းတွေမရှိသေးဘူးလို့ဆိုပါတယ်။ ရှိလူနာနဲ့တည်ဆုံအားလုံးစုစုပေါင်းတော့30ကျော်တော့ရှိသေးဗျ30ကျော်ထဲမှာမှတည်ဆုံကတော့7ဦးအပါဝင်ပေါ့ဗျာထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူတွေကိုစေယုံအသီးသီးကိုတော့ပို့ဆောင်ပြီးသွားပါပြီလူနာတွေပို့ဆောင်ရတဲ့နေရာမှာတော့နည်းနည်းတော့အခက်အခဲမှုရှိတာပေါ့ သွားရေးလာရေးသွားတဲ့ခါမိုးရသည်မှာလူနာတွေတဲပြီးတော့ဆေးရုံတီတီပို့ဆောင်တဲ့လမ်းကြောင်းမှာချောင်းရည်ကြီးရည်ချမ်းသာတွေရှိတဲ့ခါကျတော့ရေကမကြတင်မဲနဲ့ပိုးပြီးကြာသွားတာတော့ရှိပါတယ်ပြီးတော့ပြူရွာတွေများတဲ့ခါကျတော့ပြူရွာတွေကိုပွင့်ပြီးမှပတ်လန်းနေသွားတဲ့ခါပိုးပြီးတော့လမ်းခီးခက်ခဲမှုတော့ရှိပါတယ်ဗျအဲဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်များပါတယ် မေလ23ရက်နေ့ကမင်းသူရွာနဲ့နှစ်မိုင်တော်အကွာဝေးမှာရှိတဲ့မုံရွာယာကြီးကားလမ်းပေါ်ကပြူစောတိအခြေဆိုင်မဦးရွာနီးမှာတိုက်ပွဲဖြစ်ပွားပြီးနောက်နီးနားမှာရှိတဲ့ပြည်သူတွေကိုပိတ်မှတ်ထားတဲ့အနေနဲ့မင်းသူရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဘုံနဲ့ကြောင့်အင်ဂျီဆယ်လုံးဝန်းကျင်ထိခိုက်ပျက်စီးခဲ့ပြီးမြေပြင်မှာတွေ့ရတဲ့လက္ခဏာတွေအရစစ်ကောင်စီလေရင်ကပေါင်900ကလစတာဘုံနဲ့ချေချခဲ့တာဖြစ်နိုင်တယ်လို့ဒေသခံတွေကမှတ်ချက်ပေးပါတယ်။ ထောက်ခတာတော်ထည့်ရဓမ္မအတိတ်35ရှိတယ်။ဒီတော့ရောင်းနေပြင်ပါနေမယ်ရောပေါင်နေရောဒီကြောပုံးမယ်ရောဘာမပါကဲဟိုခါဝဲခါကားတောင်မှဟိုဓာတ်နဲ့ခွဲတဲ့လိုပဲအကုန်လုံးပြတ်တောက်ကုန်တာနားလေးကလည်းဦးနေရဆော့လေးဆော့ရင်ပ ူလေးပြောအောင်ပါတော်တော်လေးပဲနားထောင်ရတယ်ပြင်နေလာပြတော့ကျမအဲ့ရခါကျတော့လေဟိုဝူးခနဲလေးပဲကြားလိုက်ရတယ်ကျန်တာဘာမှမကြားလိုက်ရဘူးရှင့်အော်အင်ဂျာလေးအကုန်လုံးပြတ်ထွက်ပြီးတော့လေသတိရလာတဲ့အချိန်မှာမီးလေးတွေနည်းနည်းတောက်နေရလေးကိုတွေ့တယ်ခေါင်းရမီးကြောင်ဝုန်းတောက်ကြီးအဲ့အဲ့ထိကနေမှကျမထပြီးခဲ့ရယူကြီးပေါ့ရင်အဲ့လိုမျိုးကြီးပဲပတ်ချလဲတွားတွားကြီးခါမှာသမီးတွေတားတွေကိုပတ်ချလဲချတော့ကျမမျိုးသားကျမကိုနင်းလန်းခေါ်တာမကြောက်ဘူးနားရဥပြီးတော့လေ စစ်ကောင်စီတပ်ကမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ရစဲကြောင်းကြီးညာထားပေမဲ့လက်တွေ့မြေပြင်မှာတော့နေမြေချင်းချုပ်ရေးအတွက်နီလန်းစုံအုံပြုပြီးစကိုင်းတိုင်းကမြို့နယ်တွေကိုတိုက်ခတ်နေတာပါ DBB ရဲ့မှတ်တမ်းတွေအရစကိုင်းငလင်လောက်ခတ်ခဲ့တဲ့ match လ28ရက်နေ့ကနေမေလ22ရက်နေ့အထိစစ်ကောင်စီကနိုင်ငံတော်အမှလေကြောင်းတိုက်ခတ်မှု944ကြိမ်ပြုလုပ်ခဲ့ပြီးကလင်းငယ်တွေအပါအဝင် ပြည်သူ906ထပ်မင်းနဲ့တေဆုံခဲ့ပါတယ်။ကျွန်တော်တူတာချမ်းသာပါ။ အမေရိကန်ပြည်ထောင်စုဘော့စတန်မြို့မှာပြုလုပ်တဲ့အစတော်လေးလေးနဲ့ချစ်သူဝေတို့ရဲ့ Yanni Live in Boston ဂီတဖြောပြပွဲကနေတော်လိုင်းအတွက်ရမုံငွေဒေါ်လာ5000ကျော်ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။ဒေသစံတော်ချိန်မီလာ24ရက်မိုးလယ်ပိုင်းကဘော့စတန်မြို့မှာပြုလုပ်တဲ့ပွဲဟာရောင်နီ US Tour ရဲ့ဒုတိယပွဲဖြစ်ပြီးပထမပွဲကိုတော့ Maryland ပြည်နယ်ကနေစတင်ခဲ့တာဖြစ်ပါတယ်။ ရောင်နေ live in Boston ပွဲကိုပြိတ္တ400ကျော်လာရောက်အားပေးခဲ့ပြီးအစရောလေးလင်းက Art of Universe တဝဲ Return ပွဲတွေကနေရတဲ့ရမုံငွေနဲ့ရောင်နေ Maryland ပွဲကရတဲ့ရမုံငွေတွေကိုမြေပြင်ကို ပို့ဆောင်ခွဲဝေတာအကောင့်ထဲပို့နေတာတွေကို slide show နဲ့ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ရလာတဲ့ရမုံငွေတွေထဲကအကျိုးမြတ်အားလုံးကိုရောင်နီ US ထိုးမူလရဲ့ချက်တဲ့အတိုင်းတလဲမိသားစုတွေရဲ့ပြလဲထူထောင်ရေးကြဆုံရဲဘော်တွေရဲ့ကြာရစ်သူမိသားစုတွေ CDM မိသားစုတွေနဲ့ Activist မိသားစုတွေနိုင်ချင်းမိသားစုတွေကိုပထမဦးစားပေးအနေနဲ့အကူအညီပေးသွားမယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်ရှင်။ နိုင်ငံခြားចောင်းသားတွေကြောက်အပ်နိုင်မှုကို Harvard တက္ကသိုလ်ကရုပ်သိမ်းဖို့ American သမ္မတ Donald Trump အဆိုရအဖွဲ့ကမေလ23ရက်မှာဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ဝင်ခွင့်စာတစောင်လက်ထက်မှာခြင်ထားတဲ့ထိုင်ဝမ်ចောင်းသားယူဆွမ်းလင်ဟာ Harvard တက္ကသိုလ်ចောင်းသားအဖြစ်အခုစက်တင်ဘာလမှာတက်ဖို့အဆင်သင့်ဖြစ်နေတဲ့သူအိမ်မက်ပျက်စီးခဲ့ရတာပါ။သမ္မတ Donald Trump ကသူ့အစီအစဉ်နဲ့လိုက်လျောညှိထွေးဖြစ်စေရတဲ့အတွက်လွတ်လပ်ရေးကိုတံပိုးထားတဲ့တက္ကသိုလ်တွေ ဥပဒေကုမ္ပဏီတွေသတင်းမီဒီယာတွေတရားရုံးတွေနဲ့တခြားအဖွဲ့အစည်းတွေကိုအကြက်ကင်မှုစ조사နေလို့ Harvard နဲ့ Infuro တို့အကြားပုတ်ကျဲပြက်နဲ့ပုတ်တိုက်မှုတွေဖြစ်နေပါတယ်။ Massachusetts အခြေစိုက် Cambridge တက္ကသိုလ်က Trump ရဲ့လုပ်ရက်ကို American ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တခြား Federal ဥပဒေတွေကိုပြန်ပြောင်းတင်းတင်းချိုးဖောက်မှုလို့ခေါ်ဆိုလိုက်ပါတယ်။ဒီလုပ်ရက်ဟာတက္ကသိုလ်နဲ့ကျောင်းသား Visa ကိုင်ဆောင်သူ9000ကျော်အပေါ်ချက်ချင်းဆော့ဆော့ရွရွအကျိုးသက်ရောက်မှုရှိတယ်လို့လည်းပြောပါတယ်ရှင်။ မန်ယူနိုက်တက်နေပြဟောင်းအဲရစ်တန်ခါခါဂျာမန်ကလပ်လီဗာကူစင်နေပြချုပ်အဖြစ်တာဝန်ယူဖို့သဘောတူလိုက်ပါတယ်။သူဟာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကမန်ယူနိပြရာထူးကနေထုတ်ပယ်ခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။လီဗာကူစင်အသင်းဟာရီယယ်မက်ဒရစ်စီ ပြောင်းရွှေ့မဲ့နိပြဇာဗီအလွန်ဆိုနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးအဲရစ်တဟတ်ကိုခေါ်ယူခန့်အပ်ခဲ့တာပါ။ အသက်55နှစ်ရှိနိဗျာတန်ခါခာဂျာမန်ဘောလုံးလောကနဲ့အစိမ့်သက်သက်မဟုတ်ပဲ2013ခုနှစ်ကဘိုင်ယန်မြူနစ်အရန်အသင်းကိုနှစ်နှစ်ကြာတာဝန်ယူခဲ့ပူပါတယ်လီဗာကူဆင်အသင်းဟာခုနှစ်ရာသီမှာစုဖလာလက်မဲ့ဖြစ်ခဲ့ပေမဲ့ဘိုင်ယန်မြူနစ်ရဲ့အောက်ဒုတိယနေရာမှာရပ်တည်ခဲ့တာကြောင့်လာမယ့်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပါတယ်ရှင် ဒီပီပီယုံမြင့်တန်ကြားရဲ့မနက်၈နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နိုင်မှလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချေချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင် ချုံနဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောက်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်တောင်ဆောင်တစ်ပင်အောက်တို့လိုမြင်ကွင်းကွဲတဲ့နေရာမျိုးကိုရွေးချယ်ပါရေစိမ့်ခြင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဘို့မိန်လာအမိုက်ပုံရေတွင် ရေကန်တို့နဲ့ငါးပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောက်မယ့်မြေသားဟာလည်းခိုင်ခန့်ရပါမယ် အရေးပေါ်အခြေအနေမျိုးမှာအများဆုံးပုံခုနိုင်မဲ့ညီမယာမျိုးကို တွေ့ပြီဆိုရင်တော့ကျင်းကိုစတူလို့ရပါပြီမိသားစုတစုစာပုံခုနိုင်လို့ပုံခုချင်းဟာကျင်းအနက်အနည်းဆုံး၄ပေကနေ၅ပေအထိကျင်းအကျယ်၈ပေ၆ပေခန့်ရှိတင်ပါတယ်ကြည်စာဘုံစတွေလွင့်စင်လာရင်ပုံခုချင်းတွေကိုမဝင်စေနိုင်ဘူးဝင်ပေါက်ကိုလူတကူစာအကျယ်ပုံပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုးတူးရပါမယ် ဝင်ထွက်ရလဲအောင်ရှော့တော့ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့တဲ့ကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စိုးစိုးမှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နရံနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရာမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိတလော့ဝနက်ထန်းလောင်းတွေကိုခက်စိတ်စိတ်အပြည့်စီထားပါ ကျင်းအတွင်းနေစဉ်မှာ လေဝင်လေထွက်ရှိဖို့လေးလက်မှတ် PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်။ကင်လုံးမျိုးရွေးအောင်တန်ကြိုဒါမှမဟုတ်တနည်းနည်းနဲ့ခံခန့်အောင်တွဲချုပ်ထားဖို့ပြောပါမယ်။လုံးတွေပေါ်မှာ plastic, မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။ 38ညီအိတ်တွေကိုအကြရတစ်ချက်အနံတစ်ထပ်ရှော့မကြအောင်နှစ်ထပ်ခင်းရပါမယ်။ဘဲအိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းမှုလိုပြီးဘုံခုခြင်းမှမတိတာစီကိုပပတ်လက်အမူအောက်ခြေချီမြေသားနဲ့ပြန်ဖုံးပေးရပါမယ်။ညီမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက်သဲအိတ်တင်လုံးတွေကိုဝင်ပတ်မှာကာထားပေးပြီးကျင်းပတ်ချာလယ်မှာရေနှုတ်မြောင်တူထားပေးပါ။ဒါဆိုရင်တော့တိပိတာစုအတွက်လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့ DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DBB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူပေးစာတွေကိုဖတ်ကြားပေးမဲ့သူကတော့မတ်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီရီဟုတ်ကဲ့ကိုအောင်ကျော်မင်္ဂလာပါရှင့်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြတော်တူ DBB အစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ကြာရောက်လာပါပြီရှင် ုတ်ကဲ့ပါပေးစာတွေထဲကမှပထမဦးဆုံးဖတ်ပြပေးခြင်းနဲ့ပေးစာကတော့စကိုင်းတိုင်းကမ်ပလူမြို့နယ်ကပေးပို့လာတဲ့ပေးစာတစ်ထောင်နဲ့အရင်ဆုံးစပြီးတော့ဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့တော့တူ DPP ဖွဲ့သားများ ကျမ်းမာပါစေလို့ဆုတောင်းလျက်ပါကျမကကမ်ပလူမြို့နယ်စကိုင်းတိုင်းကဈေးဆယ်တူဖြစ်ပါတယ်ကျမတို့နယ်ဘက်မှာစစ်တပ်ကိုအများစုက မကြိုက်မနစ်သက်ပါဘူးဒါပေမဲ့လည်း တော်ရဲကိုသွားရောက်ရန်အတွက်မိသားစုတွေနဲ့မဖြစ်လို့မလွယ်ကူပဲမြို့ပေါ်မှာနေထိုင်ပြီးတော့အစာဝတ်နေရေးအတွက်ဈေးရောက်နေရပါတယ်။ကုန်ပစ္စည်းတွေကိုမန်လေးမြို့ကနေပြီးတော့ကုန်ကားတွေနဲ့တည်ယူရပါတယ်။ကုန်ကားတွေကလည်းလမ်းတစ်လျှောက်မှာရှိတဲ့စစ်တပ်ဂိတ်တွေ PDF ဂိတ်တွေကိုအခွန်ဆောင်ပြီးတော့သွားလာရပါတယ်။ကျမတို့နေဘက်မှာစာတင်ကြောင်းအများစုကတော့မခွင့်နိုင်ကြပါဘူး။ဒါကြောင့်ကလေးတွေစာတင်နောက်ကျမှာစိုးလို့ ကို့အစီအစဉ်နဲ့ကို ပြင်ပထုတ်ចောင်းပုံနှိပ်စာအုပ်တွေဝေယူပြီးတော့ကလေးတွေကိုစာတင်ကြားပေးပါတယ်။ကျမတို့ဈေးတယ်တွေကလည်းပြင်ပထုတ်ចောင်းပုံနှိပ်စာအုပ်တွေကိုမန်လီမြို့ကနေဝယ်ပြီးတော့ရောင်းချပါတယ်။ကုန်ပစ္စည်းတွေကိုကားနဲ့တည်ယူတဲ့နေရာမှာခင်ဦးလမ်းဆောင်အကျော်မှာရှိတဲ့ PDF gate ကိုအခွန်ဆောင်ပေးမယ်လေ။ကားပေါ်တက်ရောက်စစ်ဆေးပြီးတော့စစ်တပ်နဲ့ဆက်ဆက်တဲ့ပစ္စည်းတွေဟုတ်မဟုတ်အများပြည်သူလူလူသုံးဆွဲရန်ဖြစ်တဲ့ ဈေးဖာတွေစအုပ်တွေကိုသိမ်းဆဲတာငွေနဲ့ပြန်ရွေးခိုင်းတာချိန်ချောက်တာတွေကိုလှုပ်ဆောင်လျက်ရှိပါတယ်။ကျမတို့ပြည်သူတွေကစစ်တပ်နှိပ်စက်တာကိုခံရတဲ့အပြင်ပြည်သူတွေအားကိုးထားတဲ့ကာကွယ်ကာကွယ်ရေးတပ်ဖွဲ့ PDF ခင်ဦးလမ်းဆောင်ဂိတ်ကနှိပ်စက်တဲ့ဒဏ်ကိုလည်းခံစားနေရပါတယ်။ဒါကြောင့်ပြည်သူအစိုးရ NUG တာဝန်ရှိသူမှထိရောက်စွာအေးအေးယူပေးနိုင်ပါရဲ့ တင်ပြအပ်ပါတယ်ဆိုပြီးတော့စကိုင်းတိုင်းကမ်ပလူမျိုးနေတွေကဒေသတူကနေပြီးတော့ပြပို့လာတာပေါ့နော်ဟုတ်ကဲ့ပါကိုအောင်ကျော်ညီမအခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့စကိုင်းတိုင်းရင်းမှပဲမြို့နယ်ကပြပို့ထားတဲ့စာပါတော်တူတီဗီဗီမှာကိုအောင်ကျော်နဲ့မတ်တီရဲ့စာရေးအကြောင်းကြားလိုက်ပါတယ်ရင်းမှပဲမြို့နယ်ပညာရေးဘုတ်ဖွဲ့ကြောင့်ကိုရေးသားလိုက်ပါတယ် NUG ပညာရေးဝန်ကြီးဌာနက KG ကနေပြီးတော့ Great Grade 11အထိအတန်းကူပြောင်းခွင့်အတန်းတက်ခွင့်ပေးထားတာ ကိုကျောင်းကိုမေကွန်းနဲ့ဖြေပေါ့ဂရိတ်တွဲကိုတော့ဝင်းကြီးဌာနကထုတ်တဲ့မေကွန်းကိုဖြေရတာရင်းမပင်ပညာရေးဘုတ်ဖွဲ့ကတမှုထူးနေတယ်ဂရိတ်11ဆာမီဘွဲကိုဘုတ်ဖွဲ့မေကွန်းဖြေရတယ်အောင်ရှုံးသတ်မှတ်တဲ့ဆာမီဘွဲဖြစ်တယ်ဆာမီဘွဲကျင်းပဖို့ကုန်ကြစရိတ်ကိုចောင်းသားမိဘတွေကပေးချရတာចောင်းသားတွေကចောင်းလာကလည်းပေးရတယ်ဆာမီဘွဲစရိတ်လည်းပေးနေရတယ်ဆရာဆိုတာအသက်နှစ်သန်းနားထောင်ရတယ်ចောင်းရဲ့အသက်နဲ့မိဘရဲ့အသက်ထေရဆိုင်နေတဲ့ရင်းမပင်ပညာရေးဘုတ်ဖွဲ့ចောင်းကိုအများသိအောင်တော်တူတူပြပြကဖျားပေးပါရန် မြစ်တာရက်ခန့်အပ်ပါတယ်။မှတ်ချက်အမိကိုတော့မဖော်ပြပါနဲ့ဆိုပြီးတော့ရေးသားပြပို့လာတာပါရှင်။ဟုတ်ကဲ့ရှင်ကျမတို့ရဲ့အစီအစဉ်မှာနာမည်တွေကိုဖတ်ပြတာဖော်ပြတာမရှိပါဘူးရှင်။ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပြီးမဲ့နောက်ထပ်စာတစ်စောင်ကလည်းသခိုင်းတိုင်းကောလင်းမြို့နယ်တွေကပြပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DBB ရေကျွန်တော်ကတော့ကောလင်းခိုင်ကောလင်းမြို့နယ်ကံပေါင်ကြီးရွာကပါအเจ้าရာကတော့ကောလင်းခိုင်ကောလင်းမြို့နယ် ကျွန်းတော်အုပ်စုကံပေါင်ကြီးကျွော်ထဲမှာရှိတဲ့ကျွဲကျိုးလောက်ွက်မှာကုမ္ပဏီတစ်ခုကနေပြီးတော့အလွန်အနေများတဲ့စာတာနိုင်စေးအသုံးပြုပြီးတော့ချက်ကန်တွေကိုခြောင်ဘက်ကိုကြော်ချတာဆက်ရန်ရားတွေအသုံးပြုပြီးတော့ခြောင်နှဘေးကိုညေးစာတွေပစ်ချတာဒေသခံတွေသဘောမတူထားတဲ့နေရာတွေမှာလောက်ွက်ဆွဲတာရွာသူရွာသားတွေကန့်ကွက်ပြီမဲ့လေလုတ်ွက်ထက်မှန်တိုးချဲ့ပြီးတော့ဆွဲတာတွေစတဲ့အကြောင်းအရာတွေကိုပြုလုပ်နေပါဗျ